ားလုံးမင်္ဂလာပါဗျာကျွန်တော်ကိုတိုက်ပဲဖြစ်ပါတယ်ဗျာဒီနေ့မှာတော့အရန်လက်ပိတ်နေတဲ့အိမ်တွေကိုချက်ချင်းလက်ပွင့်စင်မဲ့ရရလေး ရတရားလေးမြောက်ပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တွေအာလက်တွေရမ်းပိတ်နေတယ်ငွေလေးမဝင်ဘူးငွေတွေရချမ်းဖြစ်နေတယ်ဈေးဆိုင်တွေအယောင်အာနေတယ်အယောင်တွေပါနေတယ်လူလဲမလာဘူးဧည့်သည်တွေမလာဘူးစာပြေကျွန်တော်တို့ရဲ့အဲ့လိုမျိုးလက်တွေအရန်ပိတ်နေတယ်ငွေစစ်စစ်မှုမရှိဘူးဆိုလို့ရှိရင်အခုကျွန်တော်ပြောတဲ့နီလေး၃ခုလုတ်လို့ရပါတယ်မိစေမြ24နှစ်အတွင်းမှာကိုချက်ချင်းလက်ပွင့်သွားမှာဖြစ်ပါတယ်ဒီဟာလေးကိုကျွန်တော်စီလာမေးတဲ့လူတွေရောကျွန်တော်မိတ်ဆွေတွေရောကျွန်တော်အိမ်မှာရော အဲကျွန်တော်တခြားသောမိတ်ဆွေတွေကိုကျွန်တော်မျှဝေပေးခဲ့တာအယောက်30နီးပါးလောက်ရှိတယ်အဲတော့29နဲ့28လောက်ကိုအဆင်ပြေသွားတာကိုတွေ့ရတယ်ဒါကြောင့်ကျွန်တော်မိတ်ဆွေများကျွန်တော်ဒီဟာလေးကိုလုပ်ကြည့်ပါအဲတော့ကျွန်တော်လာမိတဲ့မိတ်ဆွေတဲမှာကိုယ်ဝင်ဆိုင်ပါတယ်စားစားတော့ဆိုင်နေပါတယ်လက္ခဏာဝန်ထမ်းလေးပါလဲရုံးဝန်ထမ်းလေးလည်းပါတယ်ကျွန်တော်တို့တွေဟိုဟိုတယ်ပန်ရှင်နဲ့ပါတယ်ရွှေဆိုင်နဲ့ပါလဲအဲတော့ကျွန်တော်တွေဈေးဆိုင်နေပေါ့နော်ဈေးအောင်တဲ့ဆိုင်နဲ့လည်းပါတယ်လို့ဝန်ထမ်းတွေလည်းပါတယ် ပြီးတော့ကျွန်တော်တို့ဒီဒီပေါ့နော်ဒီကျွန်တော်တို့တွေအယောင်းဝယ်လုံတဲ့လူတွေပွဲစားတွေအပါတယ်ပေါ့နော်အဲ့လိုလူအဲ့လိုလူလဲပါတယ်ကျွန်တော်ဒီရလေးကိုပေးလိုက်တာတကယ်အဆင်ပြေသွားတဲ့အကြောင်းလေးလာပြန်ပြောတဲ့အတွက်မိတ်ဆွေများလည်းအဆင်ပြေအောင်တစ်စက်ပြန်လည်းမရပေးခြင်းဖြစ်ပါတယ်ဗျာအယံလွယ်ပါတယ်ကျွန်တော်တို့အိမ်နေမှာဆိုင်နေမှာလက်တွေအယံပိတ်နေတယ်ဆိုလို့ရှိရင်အဲ့တော့ကျွန်တော်ဒီရလေးလုံးလို့ရပါတယ်နံပါတ် ဟိုအချက်၃ချက်ရှိတယ်မ၃ခုလောက်ပြန်มาဖြစ်ပါတယ်နံပါတ်၁ချက်ကတော့ကျွန်တော်တို့အိမ်ရှိအပေါက်ပါမှာပေါ့နော်နံပါတ်၁တစ်ခုကကျွန်တော်တို့ရဲ့အိမ်ရှိအပေါက်ဆန်ရှိအပေါက်လေးမှာတူရိယာပစ္စည်းတစ်ခုခုချိတ်ပြီးထားมาဖြစ်ပါတယ်တူရိယာပစ္စည်းဘယ်ပစ္စည်းမျိုးဆိုရပါတယ်အဲ့တော့ကျွန်တော်ဆိုင်ထဲမှာတော့ဂီတာလေးလေးမောင်းလေးလေးကျွန်တော်ချိတ်ထားပါတယ်မိတ်ဆွေများလည်းတူရိယာပစ္စည်းတစ်ခုချိတ်ထားလို့ရပါတယ် အဲ့တော့ဂီတာလည်းရတယ်မောင်းလည်းရတယ်အိုးစီလည်းရတယ်ရခွင်းလည်းရတယ်ဝါလခုတ်လည်းရတယ်စန်တရာတို့ဖီယန်တို့စားတော့တူရီယာပစ္စည်းမြည်သည့်ပစ္စည်းမျိုးမဆိုရပါတယ်ဗျအဲ့တူရီယာပစ္စည်းတခုချိတ်ထားလိုက်ပါအဲ့တော့တချို့နယ်တွေဆိုရင်တူရီယာပစ္စည်းကမရှိဘူးဗျဆိုလို့ရှိရင်လည်းကိစ္စမရှိပါဘူးခလေးလေးဆော့တဲ့အိုးစီလည်းရပါတယ်နော်ခလေးလေးဆော့တဲ့အိုးစီခလေးလေးဆော့တဲ့ဝါလခုတ်လေးလေးရခွင်းလေးလေးလည်းရပါတယ်ဗျနော်မောင်းလည်းရတယ်နော် မောင်းလဲတူရိယာပစ္စည်းပဲအတန်ထွက်တဲ့တူရိယာပစ္စည်းလေးလေးအင်ရှင်းပေါက်မှာချိန်ပေးပါအဲ့ဒီတူရိယာအဲ့တူရိယာလေးလေးကိုကျွန်တော်တို့အတန်လေးထွက်အောင်အတန်ကိုချက်ထွက်အောင်မနဲ့တိုင်းတီးပေးမှာဖြစ်ပါတယ်အရာမိတ်ဆွေများဒီ၃ရက်ကနေတပတ်အတွင်းမှာလက်တွေအကြီးကြီးပွင့်စေပါတယ်ဒါကနံပါတ်၁တစ်ခုပါ နံပါတ်1တစ်ခုကတော့ကျွန်တော်တို့ဖះเจ้าဆောင်ကိုတန့်ရှင်းလုပ်ပေးရမှာဖြစ်ပါတယ်ဖះเจ้าဆောင်ကိုတန့်ရှင်းလုပ်ပေးလို့ရှိရင်လက်လေးလေးပွင့်တယ်လို့စီးပွားလေးလေးတက်ပါတယ်ဖះเจ้าဆောင်ကိုတန့်ရှင်းလုပ်မယ်ဖះပုံတော်လေးလေးစင်းတော်လေးလေးကိုရေတက်ပေးပေးမယ်ချောင်းကြီးတော်ဖွင့်ပေးမယ်ပုံတော်နေနေစင်းတော်နေနေတေတေချာလေးပေါ်တော့ဖုံနေဖုံနေပါပေကတ်နေတယ်အဲ့ဒါလိုတန့်ရှင်းလုပ်ပေးမယ်ဖះเจ้าဆောင်ကိုတေချာတန့်ရှင်းတောက်ပြောင်နေအောင်တန့်ရှင်းတွေတုတ်ပေးမယ်တိုက်ပေးမယ် မတော့ဖះเจ้าတော်မှာလည်းမလိုအပ်တဲ့ပစ္စည်းလေးကိုဖယ်ထားမယ်ဖះเจ้าဆောင်ဆိုတော့ပဒီတို့ကျွန်တော်တို့ကြီးစီတို့ဖះဆောက်တရားဆောက်တွေနဲ့ပဲတက်ဆိုင်ပါတယ်တခြားဟာတွေကျွန်တော်တခြားပစ္စည်းလေးတွေဖယ်ထားပါပေါ့နော်ဒါလေးလေးမက်ဆေ့များဂီယူတစ်ဆိုင်လေးလုတ်ပေးကြည့်မယ်အဲပြီးနောက်တစ်ခုကတော့ကျွန်တော်တို့ရဲ့အိမ်မှာရှိတဲ့အိမ်သားပဲဖြစ်ပါတယ်အိမ်သားကိုဆေးပြက်မှာဖြစ်ပါတယ်အဲ့ဒီအလေးရတော့ကျွန်တော်ကျွန်တော်မိတ်ဆွေအများဆုံးပြန်ပြောကြတာမျိုးရှိတယ်။ဟာဆရာကြီးထူးခြားတယ်ပြတယ်ချက်ချင်းကိုပြန်ပြီးတော့လက်ပွင့်သွားတယ်တချို့ဆိုလို့ရှိရင် ကိုယ်အိမ်သားကိုလည်းစီးတယ်အဲ့တော့ဖုံးချုံရင်သွားပြီးဖုံးချုံနေမှာရှိတဲ့အိမ်သားတွေကုလီတွေပေါ့နော်ကုလီပါသွားပြီးတော့စီးပေးကြတယ်ဒါကြောင့်ကျွန်တော်မိတ်ဆွေများကန်ပိတ်လက်ပိတ်နေလို့ရှိရင်ကိုယ်အိမ်မှာရှိတဲ့အိမ်သားကိုလည်းစီးပါပြောင်းနေအောင်ဆေးအလုံးတန့်ရှင်းတက်ရအောင်ထားမယ်အဲပြီးပြီဆိုတာနဲ့နောက်တစ်ခုကဖះကျွန်တော်တွေဒီဖះတွေဖုံချောင်းတွေမှာရှိတဲ့ကုရီအိမ်သားတွေပါပါသွားဆေးလို့ရှိရင်တော့ကန်နေတယ်တက်လာတယ်လို့လက်တွေတည်းပွင့်လာပါတယ်ဗျအဲ့တော့ကန်ညံ့နေတဲ့လူတွေလည်းကန်ပြန်တက်လာတယ်နော်တချို့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 ဆိုလို့ရှိရင်ဘီထုတ်ခကြုံမဲ့အန်တွေတောင်မှမေးကင်းဝင်သွားတယ် ဒါကြောင့်ကျွန်တော်မိတ်ဆွေများအိမ်မှာအိမ်မှာရှိတဲ့ကိုယ့်ရဲ့အိမ်သားကိုလည်းဆေးမယ်အဲတကယ်လို့ကိုကကြုံကြိုက်လို့ရှိရင်လည်းဖုန်းကြောင်းလို့ဖရားလေးမှာရှိတဲ့ကုရီအိမ်သားလေးလည်းဆေးပေးပါဟုတ်ပြီဒါနံပါတ်3ချက်နံပါတ်4ချက်ကကျွန်တော်တို့အဲ့ရပဲဖြစ်ပါတယ်ကျွန်တော်တို့အဲ့ရကိုအဲ့ရခင်းလေးပါလေးရှော်မယ်ခေါင်းစိုးလေးပါလေးရှော်မယ်ဖွင့်မယ်အဲ့ရကိုတန်ရှင်းတက်ရနေအောင်ထားမယ်အခုကျွန်တော်မိတ်ဆွေရဲ့အဲ့ရကိုပြန်ကြည့်လိုက်ပါ ရှုပ်ပွားပြီးတွန့်လင်နေပါလိမ့်မယ်အဲ့လိုတွန့်လင်ရှုပ်ပွားနေတာလေးကိုတေချာတက်ရက်လေးပြန်ခင်းမယ်အဝတ်လေးလေးသူ့နဲ့သူခောက်ပြီးတိတ်မိထဲထားမယ်ဒါတိုတချို့ဆိုလို့ရှိရင်ကိုယ်အိတ်ခန်းထဲမှာကိုယ်ရှုပ်ပွားနေမျိုးလေးရှိတယ်အဲ့လိုမျိုးလေးမထားနဲ့တက်တက်ရက်ရက်လေးအဲ့တော့အဲ့တော့ကျွန်တော်တွေပါတေတေချာလေးခောက်သိမ့်မယ်အဲပြီးပြီးဆိုလို့ရှိရင်ဟိုကျွန်တော်တွေကျွန်တော်တွေပါချထားလို့ရှိရင်ကျွန်တော်ကျန်းမာရေးတွေညက်တတ်တယ်เนาะဒါကြောင့်မို့ကျွန်တော်တွေပါတိမ့်ထားเนาะအဲကျွန်တော်တွေပါတေချာလေးသိမ့်မယ်အဲပြီးပြီးပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ အဲ့အဲ့ရခင်းနဲ့ခေါင်းစုပ်လေးကိုရှော့ဖုတ်ပြီးတော့တေချာလေးလုပ်မယ်မိတ်ဆွေများအခုလီဒီလေးခုလုတ်ပြီးတာနဲ့ဆလုတ်တဲ့နေ့နဲ့ဆပြီးတော့တပတ်အတွင်းမှာထူးခြားတိတလာတာကိုမိတ်ဆွေများတွေ့ရပါလိမ့်မယ်ကံမိတ်ကံပိတ်နေတာလေလက်ပိတ်နေတာလေကံမကောင်းတာတွေအားလုံးကတို့တကျွန်တော်တွေဖြောင်းပြန်လှန်ပြီးတော့ကံကောင်းလက်ကောင်းကံပွင့်လက်ပွင့်လာပါလိမ့်မယ်အရန်လွယ်တော့ငွေကြုံငွေကုန်ကြကြလဲမရှိတော့နီလီဖြစ်ပါတယ် ကဲမိတ်ဆွေများကိုကျွန်တော်တို့အဆင်မပြေခက်ခဲနေတာဒီဟာလေးလေးလောက်လိုက်တော့ကံလေးလေးပြန်တက်လာလဲကုညီမဲ့သူကပေါ်လာလဲငွေလေးလေးအဆင်ပြေလာတယ်ဟောတော်တချို့တဲ့အလုတ်ကန်နေအဆင်ပြေတာရာဒူးလေးလေးတိုးလာတယ်တချို့လည်းပွဲမတက်တဲ့ရာလေးလေးပွဲလေးတဲ့သွားတယ်အယောင်မဲ့မဖြူထင်းတဲ့ဟာတွေကထပ်ပြီးတော့ရောင်းထွက်သွားတယ်ကုံုံကုံသွားတယ်အဲစပြေပေါ်အများကြီးအဆင်ပြေကြောင်းလေးလာပြန်ပြောတာမျိုးရှိတယ် ဒါကြောင့်မိတ်ဆွေများနဲ့တရားလေးလုံးကြည့်ပါဗျအရန်လွယ်ပါတယ်မိတ်ဆွေများကိုစဉ်းစားရှိတတ်ပြီးများပခြင်းဖြစ်ပါတယ်ဗျအဲမိတ်ဆွေခုနသားသမီးအားလုံးလည်းကံပွင့်လက်ပွင့်ကံကောင်းလက်ကောင်းချီးပွားတက်ကြပါစေအလူတန်းတွေလည်းလုံနိုင်ကြပါစေဗျအစီအမေးလိုင်းလိုင်းစခွဲ့တင်ပြီးအားပေးကြပါအောင်ခမရအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ